တပ်ပြက်ပါတီရုံထဖို့လဲစားနေတဲ့ရွေးကောက်ပွဲပိုင်းတုံးကိုရိုင်းပယ်ချခဲ့တဲ့ PR ဆေးကိုပြန်ဖော်တောက်နေရတဲ့စစ်တပ်ရွေးကောက်ပွဲနဲ့ဆက်ဆက်တဲ့ကချင်ပြည်နယ်နိုင်ငံရေးနောက်ခံအချိုးကျကိုစားပြုဆိုတဲ့ proportional representation PR စနစ်ကိုကျင့်သုံးတဲ့ကြောင်းစစ်တပ်ရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေးညီလာခံကျင်းပခဲ့ကြတဲ့ကလုပ်ငန်းကော်မတီတွေကစစ်ကောင်းဆောင်တွေကိုတင်ပြခဲ့ဘူးလို့တီးရပါတယ် စစ်တပ်ကပြည်အားစနစ်ကိုမကျင့်တုံးကျင်တာဒါမှမဟုတ်မကျင့်တုံးရဲဖြစ်ခဲ့တာဟာနိုင်ငံတော်အာဏာကို မောင်းပိုင်စည်းချေလေကွင်းလက်လွတ်တွားရမှာကိုစိုးရိမ်ခဲ့တာလို့တုံတက်တွေ့ရှိရပါတယ်။ဒါကြောင့်အချို့ကြကိုစားပြုပြည်အားစနစ်ဟာစစ်တပ်တောက်ချင်တဲ့ဈေးမဟုတ်ခဲ့ပေမဲ့အခုတော့နေမီတွေလက်လွတ်ဆုံးရှုံးနေရတာကြောင့်မတောက်ချင်ခဲ့တဲ့ပီအာစီကိုကြံဖန်ဖို့တောက်နေရပြီဆိုတာထင်ရှားပါတယ်။ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုစားပြု PR စနစ်ကျင့်တုံးဖို့လုပ်ငန်းကော်မတီနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတာဆာညပါတီတို့ကစစ်ကောင်းဆောင်တွေကို တင်ပြခဲ့ပေမဲ့လက်မခံဘဲပယ်ချခဲ့တဲ့အကြောင်း တမတော်ဦးတိန်ဆိုင်လက်ထက်မှာပြန်ကြားရေးဝန်ကြီးနဲ့ပြောရေးဆိုခွင့်တာဝန်ယူခဲ့တဲ့ဦးရဲထွတ်က The Voice Journal ပြုလုပ်ခဲ့တဲ့တိုင်းပြည်ပြည်ပြည်2020စကားဝိုင်းရွေးကောက်ပွဲတင်ကန်းစာနဲ့အလွန်မှာဆွေးနွေးခဲ့တဲ့အချက်လက်တွေရတီးရပါတယ် ဥယျာဉ်ထွက်ရဲ့ဆွေးနွေးချက်အရစစ်ကောင်းဆောင်တွေဟာပြည်အစနစ်ကရှုပ်ထွေးလွန်ပြီးမြန်မာနိုင်ငံမှာအကျင့်တုံးလို့မဖြစ်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့လက်မှတ်ခံခဲ့ကြတာလို့ဆိုပါတယ်။ဒါပေမဲ့ဒါဟာအကြောင်းပြချက်တစ်ခုသာဖြစ်ပြီးစစ်ကောင်းဆောင်တွေရဲ့ဗဇက်ကနေထုတ်မပြောခဲ့ပေမဲ့ရှုပ်ထွေးလွန်တယ်ဆိုတဲ့အပြင်စစ်ကောင်းဆောင်တွေရဲ့ခံစားချက်က PRR ကျင့်တုံးလိုက်လို့ရှိရင်2010မှာပြည်ခိုင်ပြို USDP ပါတီက ။တခြားပါတီတွေကိုနေရာတွေအများကြီးခွဲပေးလိုက်ရမှာကိုစိုးရိမ်စိတ်ရှိတဲ့သဘောလဲရှိခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့စစ်ဆိုရင်ရေကိုတောင်စစ်မတောက်ချင်ဘူးလို့ပြောတဲ့အဖြူမဲရွေးချယ်မှုအခန့်ရှိတဲ့မြန်မာပြည်သူတွေရဲ့ဇေယိုင်းနဲ့မဲအများဆုံးရတို့အနိုင်ယူ FPTP စနစ်ဟာအဝင်ဝင်ကြဖြစ်လာပြီးစစ်တပ်လိုလိုချဲလေကျင်းပခဲ့တဲ့2010ရွေးကောက်ပွဲက လွဲရင် နောက်ပိုင်းရွေးကောက်ပွဲတွေမှာ စစ်တပ်နိုင်စေခြင်းနဲ့ပါတီတွေဟာတဖြုတ်ဖြုတ်ကြွေကြခဲ့ရပါတယ်။ဒီလိုအခြေအနေတွေကြောင့်လွတ်တော်အပါအဝင် နိုင်ငံရေးနယ်ပယ်မှာ PR စနစ်ချစ်တုံးတင်ကြောင်းအတန်တွေအမြင့်တဘောထားအမျိုးမျိုးနဲ့စုညံလာခဲ့ပါတယ်။2010 2015 2015ပထမလွတ်တော်တက်တန်းမှာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအထိတင်ပြမှုတွေရှိခဲ့ပေမဲ့ခုံရုံးက2008ဖွဲ့စည်းပုံနဲ့မကိုက်ညီတဲ့အကြောင်း စာပြန်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။အခုကြတော့ စစ်ကောင်မရှင်ဟာရွေးကောက်ပွဲကျင်းပမယ်လို့တတွင်တွင်ပြောနေပေမဲ့မြို့နယ်အလိုက်ပါနယ်မြေတွေလက်လွတ်ဆုံးရှုံးနေရတာကြောင့်ပြည်တော်စုလွတ်တော်ခေါ်ယူနိုင်တဲ့ကိုယ်စားလှယ်အရေးအတွက်လုံလုံလောက်လောက်ရရှိဖို့အချို့ကြကိုစားပြု PR စနစ်ကို မလွဲမရှောင်တာကျင့်တုံးလာရတာဖြစ်ပါတယ်။ဒါကြောင့်အရင်က PR စနစ်ကိုရှုပ်ထွေးလွန်းတယ်လို့ပယ်ချခဲ့တဲ့စစ်တပ်ဟာအခုတော့ PR စနစ်ကိုသူတို့ရဲ့အတက်ကယ်ဆေးဖြစ်ရှုပ်ထွေးလွန်းတဲ့ PR စနစ်နဲ့မဲအများဆုံးအနိုင်ယူ First Past the Post FPTB စနစ်ကိုပေါင်းစပ်ကျင့်သုံးပြီး2025ဒီဇင်ဘာ28ရက်နေ့ကနေရွေးကောက်ပွဲကိုကျင်းပတော့မယ်လို့အကြေညာထားပြီးဖြစ်ပါတယ်။လက်ရှိစစ်ကောင်မရှင်ရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်နယ်လွတ်တော်ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်ဆိုပြီးလွတ်တော်တုံးခုအတွက်ကိုယ်စားလှယ်တွေကိုရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။အမျိုးသားလွတ်တော်စစ်ကောင်စီကစစ်ကောင်မရှင်အမိမပြောင်းခင် 2022ခုနှစ်ဧပြီလ30ရက်နေ့မှာခရိုင်၄ခုနဲ့ဖွဲ့စည်းထားတဲ့ကချင်ပြည်နယ်ကို ခရိုင်6ခုဖြစ်အောင်အရင်ကမြစ်ချနာခရိုင်နဲ့ပါဝင်ခဲ့တဲ့တနိုင်းမြို့နယ်ကို တနိုင်းခရိုင်ချီဝင်နဲ့ဆော့လော်မြို့နယ်ကိုချီဝေခရိုင်အဖြစ်ထပ်တိုးဖွဲ့စည်းခဲ့ပါတယ်။အခုလိုကချင်ပြည်နယ်ကိုခရိုင်6ခုဖြစ်အောင်ပြင်ဆင်ဖွဲ့စည်းတာဟာ PR စနစ်မဲဆန္ဒနဲ့တက်မှတ်ဖို့အတွက်ကြိုတင်ပြင်ဆင်ခြင်းဖြစ်တာကိုအမျိုးသားလွတ်တော်မဲဆန္ဒနဲ့တက်မှတ်ချက်မှာကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ နောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရအမျိုးသားလွှတ်တော်ကိုတိုင်းဒေသကြီးတို့မဟုတ်ပြည်နယ်တစ်ခုစီအတွက်ကိုယ်စလဲစနစ်ဦးကြားစီရွေးကောက်တင်မြောက်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကိုအရင်ရွေးကောက်ပွဲတွေမှာခရိုင်တို့မဟုတ်လူဦးရေကိုအခြေခံပြီးမဲဆန္ဒနယ်12ခုတက်မှတ်ခြင်းပါခဲ့တာဖြစ်ပါတယ်ကချင်ပြည်နယ်မှာစစ်ကော်မရှင်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ခရိုင်ဖွဲ့စည်းမှုကိုအခြေခံပြီးပြည်နယ်လွတ်တော်နဲ့အမျိုးသားလွတ်တော်အချိုးကျကိုစားပြု PR စနစ်မဲဆန္ဒနယ်တွေအတွက် ကချင်ပြည်နယ်ကို အမှတ်၁အမှတ်၂ဆိုပြီးအပိုင်းနှစ်ပိုင်းခွဲတက်မှတ်ထားတာကိုတွေ့ရပါတယ်အမှတ်၁ထဲမှာပူတာအိုခရိုင်ချီဝေခရိုင်တနိုင်းခရိုင်နဲ့ဝိုင်းမော်မြို့နယ်တွေပါဝင်ပါတယ်အမှတ်၂မှာတော့ဗမော်ခရိုင်မိုးညစ်ခရိုင်မြကြီးနားမြို့နယ်အင်ဂျန်ရံမြို့နယ်တွေပါဝင်ပါတယ်အမျိုးသားလွှတ်တော်အတွက် PR စနစ်အပိုင်း၁မဲဆန္ဒနယ်ကနေကိုစလဲ၂ဦးအပိုင်း၂မဲဆန္ဒနယ်ကနေကိုစလဲ၄ဦးစုစုပေါင်း၆ဦးထွက်လာမှာဖြစ်ပါတယ် ကျန်နေတဲ့ကိုယ်စားလှယ်6ဦးရရှိဖို့ခရိုင်6ခုကိုအတိအကအခြေခံပြီးမဲအများဆုံးရသူအနိုင်ယူ FPTB စနစ်မဲဆနာနယ်6ခုကိုတတ်မှတ်ထားပါတယ်စစ်ကောင်မရှင်ကချီဝေခရိုင်ကိုဝိုင်းမော်မြို့နယ်နဲ့တွဲပြီးမဲဆနာနယ်တစ်ခုဖြစ်တတ်မှတ်ထားတာကြောင့်ချီဝေခရိုင်တစ်ခုလုံးကိုတိမ့်ပိုက်ခံထားရပေမဲ့အမျိုးသားလွတ်တော်မဲဆနာနယ်တစ်ခုလုံးအတိုင်းအတာနဲ့ပြက်ပြဲခြင်းမရှိဘဲကိုယ်စားလှယ်6ဦးရရှိအောင်ဖန်တီးထားတာကို တွေ့ရပါတယ်ဒါကြောင့် ကချင်ပြည်နယ်မှာအမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေဟာလစ်လက်မှုမရှိဘဲငိုအတိုင်း၁၂ဦးရရှိမှာဖြစ်ပါတယ်။ကချင်ပြည်နယ်လွတ်တော်ပြည်နယ်လွတ်တော် PR စနစ်မဲဆန္ဒနယ်အပိုင်း၁နဲ့2တခုစီကနေကိုယ်စားလှယ်အရေအတွက်၉ဦးကြာစီတက်မှတ်ထားတာကိုတွေ့ရပါတယ်။၂000ဖွဲ့စည်းပုံအခြေခံဥပဒေအရတိုင်းဒေသကြီးတို့မဟုတ်ပြည်နယ်လွတ်တော်ကိုမြို့နယ်တစ်မြို့နယ်လျင်၂ဦးကြာစီရွေးကောက်တင်မြှောက်သည့်လွတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့် မြို့နယ်16မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ကချင်ပြည်နယ်မှာမြို့နယ်လိုက်ပြည်သူတွေရွေးကောက်တဲ့အရတားကိုယ်စားလှယ်စုစုပေါင်း36ဦးထွက်ပေါ်လာရတာဖြစ်ပါတယ်။အခုကျင်းပမဲ့ရွေးကောက်ပွဲအရကချင်ပြည်နယ်လွတ်တော်အတွက် PR စနစ်ကနေကိုယ်စားလှယ်16ဦးတမြို့နယ်ကိုမဲဆန္ဒနဲ့တခုတက်မှတ်ပြီးမဲအများဆုံးရသူအနိုင်ယူစနစ်နဲ့လည်းကိုယ်စားလှယ်16ဦးတက်မှတ်ထားပါတယ်။ဒါကြောင့်စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ထားချက်အရလက်ရှိကချင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်၄မြို့နယ်ရှိနေပေမဲ့ပြည်နယ်လွတ်တော်မဲဆန္ဒနယ်အတွက်မဲအများဆုံးရသူအနိုင်ယူစနစ်နဲ့ထွက်လာရမယ့်ကိုယ်စားလှယ်အရေးအတွက်၄ဥတာလက်လက်သွားမှာဖြစ်ပါတယ်။ဒါဟာနေမြေတွေလက်လွတ်ထားရပေမဲ့ကိုယ်စားလှယ်အရေးအတွက်ညော့နေမှုကိုဖာထိန်နိုင်အောင်စစ်ကော်မရှင်က PR စနစ်ကို၎င်းတို့ပြဋ္ဌာန်းထားတဲ့မြို့နယ်တစ်မြို့နယ်လျင်၂ဦးကြားစီဆိုတဲ့စကားရက်နဲ့စန့်ကျင်နေတယ်လို့တုံ့တက်တွေ့မြင်ရပါတယ်။ပြည်သူ့လွတ်တော် ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့တက်မှတ်တာကတော့ထူးခြားမှုမရှိပဲအရင်ရွေးကောက်ပွဲတွေမှာကျင့်တုံးခဲ့တဲ့အတိုင်းပြန်လည်ကျင့်တုံးတာကိုတွေ့ရပါတယ်စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲစနစ်ကြောင်းစာဖတ်သူတွေလည်းရှုပ်ထွေးနေလောက်ပြီလို့ထင်ပါတယ်အချို့ကြကိုစားပြုမှု Proportional Representation PR စနစ်ကိုရှုပ်ထွေးလွန်းတဲ့ကျင့်တုံးမှုမဖြစ်သေးဘူးလို့ပယ်ချခဲ့မှုတဲ့စစ်တပ်ဟာအခုတော့မဲဆန္ဒရှင်ပြည်သူတွေကိုအခုတော့မဲဆန္ဒရှင်ပြည်သူတွေကို လွတ်လွတ်လပ်လပ်အသိပညာပေးခွင့်မရှိတဲ့ကာလမှာပဲပုံမိုရှုပ်ထွေးလွန်းတဲ့ရွေးကောက်ပွဲစနစ်ကိုစတင်ကျင့်တုံးဖို့လှုပ်လာတာဟာစီရနာမန်မဟုတ်တလို့မန်ကန်မြတ်တမှုလည်းမရှိတဲ့စစ်အာဏာရှင်တည်မြဲဖို့ပေါ်တောက်နေရတဲ့စီးတစ်ခုသာဖြစ်တယ်လို့ဆိုကြပါတယ်ဆက်လက်ဖော်ပြတော့ပါမယ်ခင်ဗျာ